မြန်မာနိုင်ငံမှာတော့ JTU City တော်ဖျားကြီးရဲ့တရင်ကြောင်းတတော်လေးကိုသုံးလုံးနေကြပါပြီ JTU City တော်ဖျားကြီးတောင်းအောင်လိန်ကြတွေပြိုကြတွေဆိုရိကိစ္စတွေကတော့ online ပေါ်မှာတော်လေးကိုပြန်ထန်လာတာပဲဖြစ်ပါရယ်တကယ်ဖြစ်ရမှာအဲ့ဒီကိစ္စတွေကတကယ်မမှန်ပဲနဲ့ JTU City တော်ဖျားကြီးဟာငလင်ကြောင်းတင်းဆောင်သွားတာဖြစ်ကြောင်းသိရပါရယ်အခုလိုမျိုး JTU City တော်ဖျားကြီးတင်းဆောင်သွားတဲ့ video file တွေရုပ်သံ file တွေကိုလေအဲ့ဒီငလင်လုတ်တဲ့နေမှာပဲတက္ကသိုလ်မှတွေက ရိုက်ကူးနေကြတာကိုအဲ့ဒီမှာရှိတဲ့အာနာပိုင်းတွေနဲ့ရဟန်းတွေကလုံးဝကိုအဲ့ဒီဗီဒီယိုဖိုင်တွေကိုဓာတ်ပုံတွေကိုပြန်လည်ဖြတ်ခိုင်းထားတာဖြစ်ပြီးတော့ online ပေါ်မှာသိရင်လို့ရှိရင်တရားဥပဒေအရရေးယူသွားမှာဖြစ်ကြောင်းချင်းချောက်ပြောဆိုခဲ့ကြောင်းသိရပါတယ်လူငယ်တယောက်ကတော့အမိုက်ပုံတွေကနေအဲ့ဒီဗီဒီယိုဖိုင်တွေကိုပြန်သိမ်းယူပြီးတော့ online ပေါ်မှာသူ့အနေနဲ့ဒီဟာကဗရဏာကိုစောကားလို့စိတ်မရှိကြောင်းသူ့အနေနဲ့ JTO စီရီတော်ဘုရားကြီးကိုကိုးကွယ်လာတာကြားပြီးဖြစ်ကြောင်းဒါမှမဟုတ်ခုလိုမျိုးမှတ်တမ်းယူတဲ့အခါမှာ ဘူလူကသာစီဒီလူကသာစီမလုံတင်ချောင်းသဘောဝဘေးအန်ဒီယဆရာကသာစီလို့ရရရမဟုတ်ဘူးမတန်ယူထားရင် နောင်လာနောက်သားတွေအတွက်လည်းအကုန်လုံးပြီးနိုင်မယ်ဆိုပြီးတော့အရေးဆိုပြီးတော့ဘသူတွေဘာပဲပြပြဘလို့ပဲအရေးယူယူသူနေနေအွန်လိုင်းပေါ်မှာသင်လာခဲ့တာပဲဖြစ်ပါလိမ့်ဒီကိစ္စနဲ့ဆက်လင်းပြီးတော့မေအွန်လိုင်းတို့ဖွဲ့နေတိတိကျကျပုံကြီးကတော့ JTU စီရီတော်ဖျားကြီးကိုဒိန်းဆောင်သွားရင်တော့ပြုပြင်မုံမှန်ဖို့အတွက်ကိုတိုက်တွန်းထားကြောင်းလေးသိရပါပါတယ်သူတို့ညော်ကိုယ်ကကြားကိမသွားရောက်ကြည့်ရှုမှာဖြစ်ကြောင်းလေးသိရပါပါတယ် ရောင်းနေကမတော့တချို့သောသူတွေကအရန်ကိုအယူတီးကြပါရီဘာမှမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောဆိုနေကြတာပါဒါမဲ့သဘာဝရဲ့ညာမာပဲလीလူမျိုးကြောက်တုံးတွေကနိုင်ငံတကာမှာလေးအများကြီးရှိပါရီဒီဟာကဘလောက်ပဲရှုပ်ဝဲစမ်းကြနေပါစီသဘာဝနဲ့ပတ်သက်လာရင်ဘယ်သူမှကြူပြောလို့မရဘူးဒါကြောင့်မလို့သိပြီးတော့အဆုံးမရောက်ဘူးပြောပြရစီသဘောကြီးတာကကြီးတာပဲတကယ်လို့ပညာရှင်တွေကတော့ပြောပါရီတကယ်လို့သာအင်အား၆သမလောက်သာ JTU စီရီရောဖျားကြီးကို လာရောက်လို့ရှိရင်เนาะအဓိကဥတည်ပြီးတော့လာလို့ရှိရင်ဂျိုက်ဒီယိုစီရောဘုရားကြီးပြောကြသွားနိုင်တယ်ဆိုပြီးတော့ပြောဆိုနေကြပြီဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြေအွန်လိုင်းရဲ့ဒီလူဆရာဘုရားကြီးကတော့ရီဒီယာခြေဝတ်တော့လုံးဆောင်နေပြီဖြစ်ကြောင်းလေးတီးရပါတယ်ဗျာ